ကဲဟိုဘက်မှာကျွန်တော်ကအလူဆောင်ရင်းနဲ့ထက်ခါထက်ခါတွေပြောခဲ့ပြရဆိုဒီမှာကျွန်တော်လူရင်းနဲ့ပြောလိုက်တော့မယ်နော်ကျွန်တော်ထက်ဆင်ပြန်ကြကနန်းတင်90တင်90တော့ဒီဘက်မှာဒီဘက်ကဖရက်နေလဲကျွန်တော်သိစေကျွန်တော်နော်ကြားစီကျွန်တော်နော်အကြိုက်သူယူတိုက်ဆိုင်ကစားအောင်လို့ထပ်ပြတာနော်ထက်ဆင်ပြန်ကြတင်90တင်90ထက်ဆင်ပြန်ကြ9848489ထက်ဆင်ပြန်ကြ215 98ထက်ဆင်ပြန်ကြ136 136 ဟာဒီထက်စစ်ပြန်ကြတင်90တင်90ရဲ့ဥရအထက်မှာရှိရ9ခွန်ခွန်ဆိုတဲ့ကဏန်းဒီကျွန်တော်တို့ဒီမှာထက်စစ်ပြန်ကြ96လေး96လေးထက်စစ်ပြန်ကြရဲ့နောက်နဲ့မှာလိုက်ထွက်တယ်နော်အဲ့ဒီခွန်9ခွန်ဒီကျွန်တော်ဒီထက်စစ်ပြန်ကြကဏန်းအပေါ်9ခွန်ခွန်ဆိုတဲ့ကဏန်းနော်ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုရင်ကျွန်တော်တို့ထက်စစ်ပြန်ကြထက်စစ်ပြန်ကြလို့ရပြန်နောက်နဲ့မှာ18နှစ်လို့ပုံလေးကြိုက်တယ်အဲ့ဒီ18နှစ်ရဲ့အောက်မှာမှာအဲ့ဒီကကျွန်တော်တို့ဒီတက်စင်ကြံကြကနားရဲ့အတက်က9ခွန်ခွန်ဒီလိုက်ထွက်တာ ဒုတိယကနှစ်ရှင်ကနှစ်ရှင်ကထက်ဆင့်ပြန်ကြသူရဘုရားနှစ်တုံညာနှစ်ဆိုတော့တဏ္ဍီနော်ကျွန်တော်ဒီမှာထက်ဆင့်ပြန်ကြတစ်တုံညာ6တစ်တုံညာ6ရနောက်နှစ်မှာနှစ်တုံညာနှစ်လို့လိုက်ထွက်တယ်ပထမကက်လို့ပဲဒါပြလို့ဒီနေရာမှာထွက်ရတာလဲဆိုရင်နော်ကျွန်တော်ဒီမှာဟာဒီကထက်ဆင့်ပြန်ကြရဲ့အဘုရားနှစ်တုံညာနှစ်ဒီဟာဒီက ထက်ဆင့်ပြန်ကြတက်396တက်396လို့ရိုက်ပြန်နောက်နေ့မှာ18နှစ်လို့ပုံနေထောက်ပြီးမှသူ့ရဲ့အောက်မှာလိုက်ထားတဲ့ဟာရီကနှစ်3နှစ်ဒီတန်ဒီထက်ဆင့်ပြန်ကြကနဲ့အပေါ်ကနှစ်3နှစ်ပထမကမှာ96 96ထက်ဆင့်ပြန်ကြကနဲ့နောက်နေ့မှာ18နှစ်လို့ပုံနေရိုက်တယ်သူ့ရဲ့အောက်မှာရှိတဲ့ခွန်9ခွန်ဒီဟာရီကထက်ဆင့်ပြန်ကြကနဲ့အပေါ်က9ခွန်ခွန်ဆိုတဲ့ကနဲ့အဲ့ဒီလိုပဲထက်ဆင့်ပြန်ကြကနဲ့နောက်နေ့မှာ18နှစ်လို့ပုံနေရိုက်တယ်သူ့ရဲ့အောက်မှာကြားတဲ့နှစ်3နှစ်ဒီဟာရီကထက်ဆင့်ပြန်ကြကနဲ့ရဲ့အပေါ်က နင်းငါးရှင်းနင်းငါးရှင်းထက်စစ်ပြင်ကြကနဲ့အပေါ်နှစ်တုံညာနှစ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကကြည်အောင်မယ်အဲ့ဒီလိုရိုက်ခဲ့ပြီနော်နော်ဒီသက်ဆိုင်ပြန်ကြကနန်းနောက်နေ့ကိရှင်းနဲ့လို့ထွက်တာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့ခွန်ငါးခွန်ဆိုတဲ့ကနန်းကြီးနော်အဲ့ဒီခွန်ငါးခွန်ဆိုတဲ့ကနန်းကြီးဟာဒီကသက်ဆိုင်ပြန်ကြကနန်းအပေါ်ငါးခွန်ခွန်ဆိုတဲ့ကနန်းနော်ကိရှင်းနဲ့ထောက်ပြီးထွက်တာအဲ့ဒီလိုပဲအခုဒီမှာ တိတုံညာ၆တိတုံညာထက်စစ်ပြင်ကြကနေနောက်နေ့မှာထွက်တဲ့အဟာရကနှစ်တုံညာနှစ်ဒီကျွန်တော်ဒီမှာဒီထက်စစ်ပြင်ကြကနေအပေါ်နှစ်တုံညာနှစ်ဆိုတော့ကနန်းဘာလို့ဒီနေရာမှာထွက်ရတာလဲထက်စစ်ပြင်ကြကနန်းထွက်ပြီးရတယ်နောက်နေ့မှာတရှင်နေလို့ရိုက်တာနဲ့သူ့ရဲ့အောက်မှာနှစ်တုံညာနှစ်လိုက်ထွက်တယ်အဲ့ဒီကနန်းဒီထက်စစ်ပြင်ကြကနန်းအပေါ်ကကနန်းထက်စစ်ပြင်ကြကနန်းရပြီးနောက်နေ့မှာတရှင်နေလို့ထွက်တာနဲ့သူ့ရဲ့အောက်မှာထွက်တယ်ခွန်ငါးခွန်ဒီအဲ့ဒီကထက်စစ်ပြင်ကြကနန်းအပေါ်ငါးခွန်ခွန်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ ီသက်စစ်ကြံကြကနန်းအပေါ်ငါးခုခွန်သည်နော်ဒီငါးခုခွန်သည်ဒီမှာသက်စစ်ကြံကြကနန်းရိုက်ပြန်နောက်နေ့မှာလိုက်ထွက်တယ်ဘယ်လိုနေရာမှာလိုက်ထွက်တာလဲတစ်ရှင်းနဲ့ထောက်ပြီးတော့ထွက်တယ်နော်အဲ့ဒီငါးခုခွန်ငါးခုခွန်နဲ့အချင်းကိုက်မှာရှိရဟာဒီက30ဆိုတော့ကနန်းဒီလေဟာဒီကသက်စစ်ကြံကြကနန်းရဲ့အချင်းကိုက်မှာနော်30အပတ်လေလိုက်ထွက်တယ်အဲ့ဒီလိုထွက်တယ်လို့ပဲဒီနှစ်ရှင်းငါနှစ်ငါနှစ်ရှင်းဆိုတော့သက်စစ်ကြံကြကနန်းအပေါ်နှစ်၃ညနှစ်ဒီဟာဒီကသက်စစ်ကြံကြကနန်းရိုက်ပြန်နောက်နေ့မှာလိုက်ထွက်တယ်ဘယ်လိုနေရာမှာထွက်တာလဲဆိုရင်ရှိတဲ့နဲ့လို့ထောက်ပြီးတော့ထွက်တယ် ဲ့ဒီကနေ့တုံညာနေ့နဲ့အချိန်ကဲအဲ့ဒီကကိုကိုခွင်းဆိုတဲ့ကနန်းကိုလည်းဒီသက်ဆင့်ပြန်ချကနန်းနဲ့အချိန်ကဲမှာဒီနေရာမှာကိုခွန်ကိုအားပက်လဲကျွန်တော်တက်ကစားလို့နော်ဒါကဒါဒီမူလေးကသဆိုင်ပေါ့နော်အခုနောက်တက်ဆက်အခုနောက်တက်ဆိုင်ကကျွန်တော်ဒီမှာကိုတင်ကဟာဒီကကိုတင်ကဒီ သုံးနှစ်ချာပြီးတော့တင်ငါးကိုလို့ထွက်တယ်အဲ့ဒီတင်ငါးကိုဒီနောက်နှစ်မှာလိုက်ထွက်ပါတယ်ဘာလို့ဒီနေရာမှာထွက်တာလဲဆိုရင်၄၄၆လို့ထောက်ပြီးတော့ထွက်ပါတယ်အဲ့ဒီ၄၄၆ဒီဘယ်အားလာတာလဲဆိုရင်ကျွန်တော်တို့နော်ဒီတင်ငါးကိုလာခဲ့တဲ့နော်တင်ငါးကိုလာခဲ့တဲ့အချိန်ကက၄၄၆ထောက်ပြီးတော့နော်အဲ့ဒီတင်ငါးကိုဒီသုံးနှစ်ကျော်ထွက်တယ်ထွက်ပြီးတင်ငါးကိုဒီနောက်နှစ်ကိုလိုက်ထွက်တယ်ဘယ်လိုနေရာမှာထွက်တာလဲ၄၄၆ထောက်ပြီးတော့ထွက်တယ်အဲ့ဒီ၄၄၆ဒီလည်းဘယ်အားလာတာလဲဆိုရင်ဒီတင်ငါးကိုလာခဲ့တဲ့အချိန်ကက၄၄၆နော် ဲ့ဒီလိုပဲဒုတိယကတ်မှာလဲနော်အဲ့ဒီလိုပဲဒုတိယကတ်မှာလဲကိုကိုခွန်ဒီသုံးနှစ်ချပြီးတော့နောက်နှစ်မှာထွက်တယ်အဲ့ဒီကိုကိုခွန်ဒီအခုနောက်နှစ်ကိုပြန်ထွက်မယ်ဆိုရင်ဒီအချိန်မှာထွက်မယ်ဘာဖြစ်လို့ဒီအချိန်မှာထွက်မှာပြောလဲ696ဆိုတော့ထောက်ထားလို့အဲ့ဒီ696ဒီဘယ်ကလာတယ်လဲဆိုရင်အဲ့ဒီကကိုကိုခွန်လာခဲ့တယ်နော်ဒီနေ့အချိန်က669ထောက်ထားတာဖြစ်တဲ့အတွက်နော်ဒီ95ကို95ထွက်တော့ကလည်းဒီ95တည်းဒီ95လာခဲ့တဲ့လမ်းကြောင်းက446လို့ထောက်ပြီးတော့မှနော်446လို့ထောက်ပြီးတော့မှအဲ့ဒီ95ဒီနောက်နှစ်ကိုဒီမှာထွက်တာ အခုလည်းဒီမှာနော်669လို့ဒီမှာထောက်ပြီးဖြစ်တဲ့အတွက်နော်669လို့ထောက်ထောက်ပြီးဖြစ်တဲ့အတွက်ဒီချိန်မှာ6ခွန်6 6ခွန်အားသက်လည်းကစားရဘာဖြစ်လို့လဲအဲ့ဒီက6ခွန်လာခဲ့တဲ့နော်6ခွန်ခဏနဲ့အချိန်ကြိုက်မှာရှိရ669လို့ဒီမှာထောက်ပြီးဖြစ်တဲ့အတွက်နော်ဒါကြောင့်မို့ဒီချိန်မှာ6ခွန်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ဆနော်အဲ့တော့ဒီချိန်မှာ6ခွန်နော်ကျွန်တော်ဒီမှာ9ခွန်9ခွန်လိုက်ထွက်ပြီးခဲ့တယ်လို့9ခွန်လိုက်ထွက်ပြီးခဲ့တယ်လို့30လိုက်ထွက်ပြီးခဲ့တယ်လို့နော် ဲ့ဒီလို like ထွက်ပြီးခဲ့တယ်လို့ဒီမှာနှစ်သုံးညနဲ့ like ထွက်တယ်နှစ်သုံးညနဲ့ like ထွက်ပြီးခဲ့တယ်လို့ကိုကိုခွန်ချော်ကနန်းကိုဒီအချိန်မှာထည့်မယ်เนาะအဲ့တော့နောက်နောက်နောက်တစ်ကနောက်တစ်ကလာပြီဒီမှာเนาะအဲ့တော့နောက်တစ်ကပ်ကဒီမှာ နော်ဒီကုတ်ကုတ်ကုန်ပြရမှာနော်ဒီ၃ကုန်က၃ကုန်က၃ကုန်ကပြန်ကြပြန်ကြကနေဆောင်မှာ၈ကုန်၃၈ကုန်၃ဒီပြန်ကြ၈ကုန်၃ပြန်ကြအဲ၈ကုန်၃ပြန်ကြဆောင်တနေ့ကျော်မှလည်းဒီရှိရ၈၄၀၈၄၀ဆိုရလဲပြန်ကြနော်တော့ပြန်ကြအဲ့ပြန်ကြကနေနဲ့အချိန်ကမှ1 5 8အဲ့ဒီ1 5 8ကဘယ်ကလာတဲ့ကနေလဲဆို8နှစ်ကလာတဲ့ကနေနော်ဘယ်လိုနေရာကနေလဲဆိုသူနဲ့အချိန်ကမှ1နှစ်4လို့ထောက်ထားတယ်နော်အဲ့ဒီ1နှစ်4ကအောက်မှာ143 143ဆိုတဲ့ကနေဒီလေအဲ့8 4နှစ်ချပြီးတော့ လာခဲ့တဲ့ကဏ္ဍ1လေး3နော်ဒီ1လေး3ဒီလေးနဲ့ချပြီးတော့လိုက်ထွက်တယ်လိုက်ထွက်တယ်သူမထွက်ခင်မှာ2နဲ့4လို့ထောက်ထားတယ်အဲ့2နဲ့4နဲ့အချင်းကမှရှိ2 5 8နောက်နှစ်ကိုလိုက်ထွက်တယ်ဘယ်လိုနေရာမှာထွက်တာလဲပြန်ကြကဏ္ဍ5 3 5ခေါင်းမှာပြန်ကြကဏ္ဍ693968ပြန်ကြကနဲ့အချင်းကမ်းမှာ840 840ပြန်ကြကနဲ့အချင်းကမ်းမှာလိုက်ထွက်တယ်ဒီ958အဲ့ဒီလိုပဲနော်အဲ့ဒီလိုပဲ99 sorry နော်အဲ့ဒီလိုပဲဒီ963 963ကိုပြန်ကြတယ် ဆောင်းမှာ66နှစ်66နှစ်ဒီလည်းပြန်ကြကနန်းပဲပထမကတ်လိုပဲเนาะကတ်လည်းဆောင်းတနည်းကျော်136ဒီလည်းပြန်ကြကနန်းပဲเนาะအဲ့ဒီပြန်ကြကနန်းတဲ့အချိန်ခါမှာဒီနေရာမှာ9ခွန်9လို့ဟာပဲလည်းထုံးမှာဘာဖြစ်လို့လဲเนาะဘာဖြစ်လို့လဲဆိုတော့ပထမကတ်လိုပဲကျွန်တော်တို့ကြည့်မယ်เนาะ90 90လို့ရိုက်တယ်ကြား၄နှစ်ကြားတယ်ဒီ90နှစ်90မရိုက်ခင်မှာသူ့ရဲ့ဘုံမှာ၄နှစ်နှစ်လို့ထောက်ထားတယ်အဲ့ဒီ၄နှစ်နှစ်နဲ့အချိန်ခါမှာရှိရဟဲ့ဒီက9ခွန်9ဆိုတဲ့ကနန်းပြီးနောက်နှစ်ကိုလိုက်ထွက်เนาะ နောက်နေမှာလိုက်ထွက်ဘယ်လိုနေရာမှာထွက်မှာဒီနေရာမှာထွက်မှာဒါဖြစ်လို့လဲပရမတ်ကက်လို့ပဲ၃၅၆ပြန်ကြပြန်ကြကနဲ့အဆောင်မှာ၆၆နှစ်ဒီပြန်ကြနော်အဲ့၆၆နှစ်ပြန်ကြရဲ့နော်တနည်းကျော်၁၃၆၁၃၆ဒီလဲပြန်ကြနော်အဲ့ပြန်ကြကနဲ့အချိန်ခိုက်မှာထည့်ကစားမှာကနဲ့ဒီ၉ခွန်၉နော်၉၉ခွန်အဲ့၉၉ခွန်ဒီနော်ကျွန်တော်တို့ဒီမှာ80 80လေးနှစ်နဲ့အချိန်ခိုက်က၉၉ခွန်အဲ့တော့၁၄၃၁၄၃နော်ဂျာလေးနှစ်ခြားတယ်၁၄၃၁၄၃နှစ်နှစ်လေးလေးနှစ်နှစ်ထောက်တယ် ဟုတ်ဒီနေ့အချိန်က298 298ဒီနောက်နှစ်ကိုထွက်တယ်နော်ထွက်တော့ဒီမှာပြန်ကြကနန်းနေနဲ့အချိန်ကမှလာထွက်တာအဲ့ဒီလိုပဲဒုတိယကမှလည်း90ကြာလေးနေချာ94နှစ်နဲ့ထောက်တယ်အဲ့ဒီ၄နှစ်နဲ့အချိန်ကကိုခွန်ကိုနောက်နှစ်ကိုထွက်မယ်ဒီနေရာမှာထွက်မယ်ဘာဖြစ်လို့လဲဒီမှာပြန်ကြကနန်းနေနဲ့အချိန်ကမှဒီနေရာမှာထွက်မယ်နော်အဲ့တော့ကျွန်တော်ဒီ line 3 line လေးနဲ့ဒီကနန်းလေးကိုနော်ထောက်ကြလိုက်ပါတယ်နော်အကြိုက်ဒီဒီရေးရှိတို့တိုက်ဆိုင်ရင်ဒီကစားပေါ့နော်ဒီကစားပေါ့နော် နော်ဒါလေးကလည်းဒီထက်ဆင့်ပြန်ကြကနန်းတွေရဲ့နော်အပေါ်ကငါးခုခုလိုက်ထွက်တယ်နော်ငါးခုခုတင်းရှင်းနဲ့ထောက်ပြီးလိုက်ထွက်ပြီးတလို့နော်ဒီမှာဒုတိယကတ်မှာလည်းကျွန်တော်ဒီမှာထက်ဆင့်ပြန်ကြကနန်းအပေါ်နှစ်တုံညာနှစ်ဒီလေနော်ကျွန်တော်တို့ဒီမှာတင်းရှင်းနဲ့ထောက်ပြီးလိုက်ထွက်တယ်ပေါ့နော်လိုက်ထွက်တယ်အဲ့ဒီလိုလိုက်ထွက်ပြီးတော့သူနဲ့အချိန်ကမရှိသေး30ဒီဒီထက်ဆင့်ပြန်ကြကနန်းနဲ့အချိန်ကမလာရိုက်တယ်လို့အခုဒီမှာသူနဲ့အချိန်ကကိုကိုခွန်ကိုလည်းဒီမှာထက်ဆင့်ပြန်ကြကနန်းနဲ့အချိန်ကမဒီနေရာမှာရိုက်မှာပေါ့နော်ကိုခွန်ကိုနော်ဟုတ်ကဲ့ပါအဲ့တော့ဒီကလေးကကျွန်တော်ဒီအချိန်ကနော်ဒီအချိန်က ဒါကိုးခွန်ကိုးဆိုတဲ့ကဏ္ဍလေးကိုပေါ်ပြပေးလိုက်တယ်ပေါ့နော်ကိုးခွန်ကိုးကင်ကြကဏ္ဍနှစ်ခွက်ကဒါရိုးရိုးရှင်းရှင်းလေးပြောလိုက်ပါမယ်နော်ကျွန်တော်ဒီမှာ900ပေါ့နော်7တနစ်ကျော်လာခဲ့တဲ့ကဏ္ဍပေါ့သူ့ရဲ့ဘေးကကဏ္ဍဒီပြန်ကြတယ်ပေါ့နော်နှစ်ချအကိုက်သွားလိုက်တယ်နော်မရေပြတော့ဒီမှာ800ဒီ800ဒီ7တနစ်ကျော်လာခဲ့တဲ့800ပေါ့နော်သူ့ရဲ့ဘေးကကဏ္ဍဒီလည်းဒီမှာပြန်ကြတယ်ပေါ့နော် နှစ်ချအကိုက်ပေါ့နော်ဒီမှာ630ဒီ630ဒီလည်းရှေ့တနည်းကြော်လာခဲ့တဲ့630ပေါ့နော်ဦးရဲ့ဘီယာကနန်းဒီလည်းပြန်ကြရတယ်ပေါ့နော်ပြန်ကြရတယ်နော်ပြန်ကြရတယ်အေးလိုင်းပါပြန်ကြရတယ်အဲ့ဒီလိုပဲနှစ်ချအကိုက်သွားလိုက်ဒီမှာကျွန်တော်တို့86ခွန်းနော်အေးလိုင်းလိုင်းလိုင်းကြ86ခွန်းနော်အဲ့ဒီက86ခွန်းဒီလည်းရှေ့တနည်းကြော်လာခဲ့တဲ့86ခွန်းနော် ရှစ်တနစ်ကျော်လာခဲ့တဲ့ရှစ်ချောက်အဲ့ရှစ်တနစ်ကျော်လာခဲ့တဲ့ရှစ်ချောက်ကွင်းရဲ့ဘေးမှာနော်ဒီရှစ်ချောက်ကွင်းရဲ့ဘေးမှာရှိတဲ့ဒီရှစ်ချောက်ငါဆိုကနန်းဒီလေကျွန်တော်ဒီမှာပြန်ကြမယ်ဗောနော်ဒီချိန်မှာပြန်ကြမယ်ဒီချိန်မှာပြန်ကြမယ်ဘာဖြစ်လို့လဲဒီတနစ်ကျော်လာခဲ့တဲ့ကနန်းရဲ့ဘေးက900နော်900ဒီတနစ်ကျော်လာခဲ့တဲ့ကနန်းရဲ့ဘေးကဒီရှစ်ချောက်ငါဒီ၄ပင်ချတယ်၃ပင်၄ပင်၃ပင်၄ပင်ချပြန်ကြတယ်လို့ဒီနော် sorry နော်ဒီရှင်း98ဆိုတဲ့ကနန်းဒီဒီမှာ ကြားလေးပင်ချပြီးတော့တန်ကြသလိုဒုတိယကက်မှာလည်းဒီ၈တနစ်ကျော်လာခဲ့တဲ့ဒီ၈ရာရဲ့ဘေးကနော်၈တနစ်ကျော်လာခဲ့တဲ့ကနဲဘေးကဒီ96ဆိုတဲ့ကနဲလေကြားထဲမှာလေးပင်ချပြီးတော့တပင်နှပင်သုံးပင်လေးပင်ချပြီးတော့ပြန်ကြတယ်အဲ့ဒီလိုပဲသုံးကက်မြောက်ဒီ၈တနစ်ကျော်လာခဲ့တဲ့ဒီ630ပြည့်တစ်တစ်ခွန်ဒီလေဒီမှာကြားထဲမှာလေးပင်ချပြီးတော့ပြန်ကြတယ်အဲ့ဒီလိုပဲအခုကျွန်တော်တို့နော်ရောက်ကက်ပေါ့နော် ဒီ6ခွခွန်ဒီ6တနစ်ကျော်လာခဲ့တဲ့ဒီ6ခွခွန်ရဲ့ဘေးကကဏ္ဍပြန်ကြကဏ္ဍနော်ဒီကဏ္ဍလေးလည်းကြားတဲ့က6ခွခွန်ရဲ့ဘေးကဒီကဏ္ဍလေးလည်းဒီကျွန်တော်ကြားထဲမှာ၄ပင်ချပြီးတော့၄ပင်၄ပင်၃ပင်၄ပင်ချပြီးပြန်ကြမယ်ဆိုဒီအချိန်ပေါ့နော်6ခွငါနော်ပြန်ကြကဏ္ဍနောက်ထပ်ပြန်ကြကဏ္ဍတစ်ခါကလည်းကျွန်တော်ဒီမှာသူကဒီလိုလေးရိုက်ထားတယ်ပေါ့နော်ဒီမှာခွန်ချောင်းကဒါလေးတော့ကျွန်တော်ဟိုအစောပိုင်းအသေးစိတ်ပြောဆိုခွန်ချောင်းကဒီခွန်ချောင်းကနေပြီးတော့ကျွန်တော်ဘယ်လိုတွောမလဲဆိုတော့၈နှစ်ချားတယ်ပေါ့နော် ရှင်းနေချပြီးခွန်တက်တက်ပေါ့နော်အဲ့ခွန်တက်တက်ကနေကျွန်တော်တို့ဒီမှာ6နှစ်ချရတယ်ပေါ့နော်ရှင်းနေပြီ6နှစ်ချပြီး86ခွန်ပေါ့နော်86ခွန်နော်အဲ့အဲ့ဒီလိုရှိရ86ခွန်နော်ဒီ86ခွန်နေ6နှစ်ချပြီးတော့ခွန်တက်တက်ဒီခွန်တက်တက်ကနေရှင်းနေချပြီးတော့ခွန်65ဒီခွန်65ကနေ9နှစ်ချပြီးတော့နော်988ဆိုတာကနေဒီမှာလာဇလန်ဆလာနော်988ဆိုတာကနေအဲ့ဒီ988ဒီဒီမှာပြန်ကြဖြစ်ရိုက်တယ်ပေါ့နော်ဒီမှာကြားလေးပင်ချဒီမှာပြန်ကြဖြစ်ရိုက်တယ်ပေါ့နော်အဲ့ဒီလိုပဲ ဒီ865ဆိုတဲ့ခဏနေလဲနှစ်ချအကိုက်မှာဒီမှာဇောင်းတန်းပြီးတော့ဒီမှာပြန်ကြရပါနော်အဲ့ဒီ865ပြီးတော့ကျွန်တော်တို့ဒီမှာ8 1ဆိုတဲ့ခဏနေလဲကျွန်တော်ဒီမှာပြန်ကြရပါနော်နှစ်ချအကိုက်ပြန်ကြရပါနော်အဲ့ဒီ8 1ထွက်ပြီးတော့ဒီမှာ869ကိုလဲလိုက်ထွက်တယ်ပေါ့နော်ဒီ8 1ခုနကကျွန်တော်မှတ်ခဲ့တဲ့ဒီ869ဆိုတဲ့ခဏနေလဲဒီမှာထွက်ပြီးခဲ့ပြီဖြစ်တဲ့အတွက်ဒီ869ကိုလဲကျွန်တော်တို့ကဒီအချိန်မှာအပြန်ကြကစားမယ်ပေါ့နော်ပြန်ကြခဏဖြစ်ဒီအချိန်မှာကျွန်တော်တို့869ဆိုတာလဲထည့်ကစားမယ်ပေါ့နော်နော်ဒါလေးက869လေးကလည်းရမ်းမယ်ပေါ့နော်ဒါကြောင့်ဆက်စစ် ဒါလေးရင်းလို့ရှင်လေးတက်စိတ်ပြန်ပြပေးတာပေါ့နော်အားလုံးပဲအကြိုက်တူယူနော်အကြိုက်တူယူတိုက်ဆိုင်တို့ပါနော်ဒါ6 9 6 6 6 6ပေါ့နော်